ရှမ်းကုန်းမီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ကြံကာလာအတွင်းရှမ်းကုန်းမြို့တွင်ရင်လိုင်း60ကျော်ပြည့်စွဲမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ကြံကာလာအတွင်းရှမ်းကုန်းမြို့တွင်ခရီးသွားလာရေးအစဉ်ပြေစေရန်ရင်လိုင်း60ကျော်ပြည့်စွဲမှာဖြစ်တယ်လို့သိရပါတယ်။ရင်လိုင်းကုမ္ပဏီ15ခုမှရင်လိုင်း60ကျော်ပြည့်စွဲပေးမှာဖြစ်ကဟွာယာဒီစီလက်အောက်ရှိခေတ်သစ်ဘရင်နောင်ပါဝါ11 Public ကုမ္ပဏီအမြင့်မြတ်ဆုံးအင်အားအများနဲ့သက်ဆိုင်သောကုမ္ပဏီလီမိတက်စံဝေလာ ပြေစံသူအစာရှိတဲ့ကုမ္ပဏီများလက်အောက်ရှိ YBS Inline များကတကြံကာလအတွင်းပြည့်စွဲပေးမှာဖြစ်ပါတယ်။ ဝါယာတီစရဲ့စီးရင်များအရာဧပြီလ23ရက်တကြံအကြိုနေ့တွင်ရှင်လန်65လိုင်းမှရင်းစီးရေ1969စီကားပြည့်စွဲပေးမှဖြစ်ပြီးဧပြီလ14ရက်တကြံအကြနေ့တွင်ရှင်လန်62လိုင်းကရင်းစီးရေ1192စီဖြင့်ပြည့်စွဲပေးမှဖြစ်ပါသည်ဧပြီလ15ရက်တကြံအကြနေ့တွင်ရှင်လန်62လိုင်းကရင်းစီးရေ1189စီဖြင့်ပြည့်စွဲပေးမှဖြစ်ပြီးဧပြီလ16ရက်တကြံအတက်နေ့တွင်ရှင်လန်62လိုင်းကရင်းစီးရေ1189စီဖြင့်ပြည့်စွဲပေးမှဖြစ်တယ်လို့သိရပါပါတယ်ရှင်